hello အားလုံးပဲမင်္ဂလာပါဆိုတော့ဒီဂျပန်ကိုကြောင်းလာတက်ဖို့ပြင်ဆင်နေကြတဲ့လူတွေအတွက်ပေါ့နော်ဒီကျွန်တော်လိုနောင်တမရအောင်ဒါပြင်ဆင်လာတဲ့အချက်ကလေးတချို့ကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်ဆိုတော့စားလိုက်ကြအောင် let's go ဆိုတော့ပထမဆုံးတစ်ချက်ကကြတော့ဒီဂျပန်စာလဲပဲပေါ့နော်ဒီကျွန်တော်ဂျပန်ကိုမလာခင်တုန်းကဒီရန်ကုန်မှာနေတုန်းကပေါ့နော်ကျွန်တော်ရဲ့ဒီဂျပန်မှာနေတဲ့အကိုဝိုင်းခွဲကနေပြီးတော့အဟန်ဆိုးရဲ့မင်းဒီအနည်းဆုံး N3 လောက်အဲ့မှာဖြီးခဲ့ပေါ့နော်ပြီးရင်ဒီကိုရောက်တဲ့အခါ N2 PS ဆိုရင်အကုန်လုံးအဆင်ပြေသွားလိမ့်မယ်ဆိုပြီးတော့မှကျွန်တော်ပြောတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ကဒီ ဟာဘာလို့ဒီဖြေရမှာလဲပေါ့နော်ကျွန်တော်အင်တာဗျူးကိုလည်းအောင်ထားပြီးပြီအာလာဖို့ကလည်းလောကတီချာတလောက်ရှိနေပြီပေါ့နော်ဘာလို့ဟိုစားကြက်နေရအောင်မှာလဲပေါ့နော်ကျွန်တော်တို့ကဒီများသောအားဖြင့်ဂျပန်ကိုလာမယ်ဆိုရင်ဒီဂျပန်ကိုရောက်ပြီးတော့ဒီဂျပန်စာကအာတော်ပြီးလေးလာစရာမလိုတော့ဘူးလို့ထင်တာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဂျပန်ကိုရောက်ပြီးတော့တီးလိုက်ရတာကကြတော့ကျွန်တော်တို့ဒီ ညောင်ကောကကိုထဲမှာပေါ့နော်ကျွန်တော်ဆရာဆရာမတွေကရှင်းပြတဲ့အခါမျိုးမှာဒီဂျပန်စာနဲ့ပဲရှင်းပြမှာပေါ့နော်ဒီကျွန်တော်တို့ကိုနားမလဲတဲ့အခါပြန်လေရှင်းပြဖို့အတွက်ဒီမြန်မာဂိုက်တွေပါညာဆိုတာမရှိဘူးပေါ့နော်အဲ့အချိန်ကတကယ်တကယ်ဒီလေးလေးနက်နက်သိရမဲ့ဟိုစကားလုံးတွေတချို့ဆိုရင်ကျွန်တော်တို့ဟိုဘလို့မှမသိနိုင်ဘူးဟိုဆရာမကဘာပြောသွားလဲလဲနားမလည်နိုင်ဘူးလေရန်ဖိုးလောက်ပဲရှိရလူဆိုတာသိတဲ့အတိုင်းပဲဒီ နားလေတယ်ဆိုရင်တော့ပဲပေါ့နော်လုံးဝကြီးဟိုလေးလေးနက်နက်သဘောပေါက်ပြီးသိရဲဆိုတာမရှိဘူးပေါ့နော်အဲ့တော့ဒီဂျပန်စာဒီနီဟွန်ဂိုဂါကူထဲမှာပဲမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်တို့ဒီကြောင်းပြီးသွားတဲ့အခါမျိုးမှာထပ်ပြီးရွေးချယ်လာရမယ်တက္ကသိုလ်သို့မဟုတ် college ပေါ့နော်အဲ့လိုနေရာမှာလည်းဒီဟာကတော်တော်လေးကိုဟိုအရေးကြီးရပေါ့ဘာလို့လဲဆိုတော့ဒီ unfold လောက်ပဲယူလာခဲ့တဲ့လူကကြတော့ဟို and 3ကိုဖြေအောင်မယ်ပေါ့နော်ပြီးမှ and 2ကိုဖြေအောင်မယ်ဒီနှစ်ခါဖြေဖို့အတွက်ကကြတော့တစ်ခါလောက် ကြားလိုက်တာတို့ဇာတိတ်လိုက်မနိုင်တာတို့ဆိုရင်ဒီကြားတဲ့ကာလထဲမှာကျွန်တော်တို့ကအလုပ်တစ်ဖက်ចောင်းတစ်ဖက်နဲ့ဟိုတော်တော်လေးကိုဟိုအချိန်မပေးနိုင်တာတွေပြီးရင်ကိုကအားတဲ့အခါမျိုးတွေမှာဆိုရင်လည်းအားဒီနေ့ဟိုပင်ပန်းတယ်ပေါ့နော်နည်းနည်းနားလိုက်ပါဦးမယ်ဆိုတဲ့အခါမျိုးတွေနဲ့ဒီကျွန်တော်တို့ level ဂျပန်စာ level ကတိတ်ပြီးဟိုမတိုးတက်ဘူးပေါ့နော်ပုံမလင်းပြောရရင်ဒီလက်ရှိဂျပန်မှာနေတာကကြတော့ကျွန်တော်တို့ဒီ listening ကကြတော့တော်တော်လေးကောင်းလာတယ်ဆိုပေမဲ့ဒီဟိုကိုမလေ့လာဘူးဆိုရင် ဘာမှတိုးတက်လာမှာမဟုတ်ဘူးเนาะအဲ့တော့ကိုကဒီကြောင်းကောင်းကောင်းသွားကျင်တယ်ဒိုင်ဂါကူဒါမှမဟုတ်ဆယ်မွန်ဂါကူကိုကောင်းကောင်းကြီးသွားကျင်အဲ့လိုမျိုးဆိုရင်အန်တူးကမှရှိမဖြစ်ကိုလိုအပ်တယ်ပေါ့เนาะအဲ့ကြောင့်မို့လို့ဒီအန်တူးကိုတော့ဒီဂျပန်မှာဖြီးပေါ့เนาะဒီအန်သရီလောက်ကိုတော့ဒီမြန်မာနိုင်ငံမှာကတည်းကယူလာတင်တယ်ပြီးရင်ဒုတိယတစ်ချက်ကကျတော့ EGU ပေါ့เนาะ EGU ဆိုတာကများသောအားဖြင့်လူတွေကဒီဂျပန်စာလို့ပဲသိကြရတယ်ပေါ့နော် EGU ဖြစ်ရမယ် EGU ဖြစ်ရမယ်ဆိုရင်တချို့ဆိုရင်ဂျပန်စာပဲထင်တယ်ဒါကြတော့ EGU ဆိုတာကဒီ ဒီနိုင်ငံသားចောင်းသားကဒီဂျပန်ကိုလာចောင်းတက်မှာဆိုရင်ဒါဒီအရေးချင်းစစ်တဲ့ဆံမပွဲတစ်ခုလို့ပြောလို့ရတယ်ဗောနော certificate ယူလို့ရတယ်ဒီထဲမှာဒီ physics တို့ chemistry တို့အကုန်လုံးရှိတယ်ဗောနော်သင်္ချာတစ်နှစ်အကုန်လုံးရှိတယ်ဗောကိုကြိုက်တဲ့ဟာဖြေလို့ရတယ်အဲဒီဟာကမှဒီကြောင်းအပေါ်မူတည်ပြီးဘာဘယ်ဘာသာလိုတယ်ပေါ့နော်အဲ့လိုဆိုရင်ဒီကိုကဥမာသင်ရှာလိုတယ်ဆိုရင်သင်ရှာကို EGP ပြီးတော့မှဒီအမှတ်စင်ရင်းနဲ့ကြောင်းကိုသွားရှာလို့ရတယ်ဒီဂျပန်ကိုလာပြီးတော့မှ ဒီ EGU အကြောင်းကိုတည်ပြီးတော့ဟာ EGU တွေသင်္ချာတွေဘာညာလိလာမယ်ဆိုရင်ဘလို့မှဖြစ်နိုင်တော့ဘူးဘာလို့လဲဆိုတော့ဒီမှာကကြတော့ကျွန်တော်တို့ဒီခုနကပြောတဲ့ဂျပန်စာအုပ်တောင်တိုင်ပတ်နေရဲဆိုရင်ဒီ EGU ဒီသင်္ချာတွေကိုတွားပြီးလိလာဖို့ဆိုတာတကယ်ခက်ခဲသွားပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်အကွာရေမှန်းချက်ကြီးရပါတော့ဥပမာအင်ဂျင်နီယာဖြစ်ချင်တဲ့အဲဒီ ID bag တွေသွားချင်တဲ့ဒိုင်ကခုတွေသွားချင်တဲ့ဆိုရင်ကို့မှာဒီမြန်မာနိုင်ငံမှာအချိန်ရတော့ပေါ့နော်ဒီ EGU ဆိုတဲ့ဟာအတွက်ဟိုပြင်ဆင်လာခဲ့တင်ပါတယ်ပြီးရင်ဒါ တတိယတစ်ချက်ကကြတော့ဒါလိုအပ်တဲ့အချက်တော့မဟုတ်ဘူးဒါပေမဲ့မမိတင်တဲ့အချက်ပေါ့နော်အဲအဲ့တော့ဘာလဲဆိုရင်ကျွန်တော်တို့များသွားအပြင်လေးဒီနိုင်ငံခြားကိုရောက်တဲ့အခါမျိုးတွေမှာမြန်မာနိုင်ငံမှာဒီကိုငငယ်ကလေးကတင်လာရတဲ့မန္တာတွေကိုမိသွားတာလေဒါဆိုဂျပန်မှာဒီ၅ဘာတီလာတို့ဘာတို့အဲ့လိုမျိုးမရှိဘူးဗျဒါပေမဲ့ဒီမှာကကြတော့မန္တာရှိရပေါ့နော်ဆိုတော့မျက်စိအိုင်းမန္တာ ရှိရပါတော့ဟိုဆိုပါဆိုမင်းကလေးတယောက်စကတ်တူတူလေးနဲ့သွားနေအဲ့ချိန်မှာစိုက်ပြီးတော့ကြည်ရမျိုးတွေအဲ့လိုမျိုးအဲ့ဒါမန်နာမကောင်းတာပေါ့နော်ကျွန်တော်သိရဲ့ဒီအဆင့်တန်းဆိုတာပေါ့နော်ကိုလှုပ်လိုက်လို့ဒီတစ်ဖက်လူအတွက်ဒါဟိုမထိခိုက်သွားအောင်စဉ်းစားတွေးခေါ်ပြီးလှုပ်တတ်တဲ့လူပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်အဆင့်တန်းရှိတဲ့လူလို့ထင်တယ်အနည်းဆုံးကိုကသူများကိုမကူညီပေးနိုင်အောင်ပေါ့ကိုကြောင့်ဒီတခြားလူတယောက်ဒီ အနောက်ရှက်မဖြစ်ရအောင်ပေါ့နော်တွေးခေါ်နိုင်တဲ့ဟာကိုကျွန်တော်အဆင့်တန်းရှိရလို့မြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဗျာဒီမှာရောက်လာကြတယ်ပေါ့နော်ပြီးရင်ဒီကိုယ့်ရဲ့ဒီကျင်းဝတ်တွေဟိုဟာတွေမိသွားကြတယ်တိုက်တိုက်လေဟိုဘလို့တွေးလာကြလဲဆိုတော့ဟာကိုယ့်အလုပ်ကိုလုံးမကိုစားရတာလी ကိုလုံးမကိုစားရတာဒါဘသူ့ကို view size စီရလိုးလို့လဲကိုလုံးရှင်လုံးမယ်ကိုမလုံးရှင်မလုံးဘူးအဲ့လိုမျိုးတွေလည်းရှိတယ်ပြီးရင်ဆရာဆရာမတွေဒီရှေ့ကပြောတဲ့အခါမျိုးတွေမှာရင်ကိုကဟိုအကြောင်းသားတွေကတိတ်ပြီး view မဆိုင်တာတွေကိုလုံးရှင်သာလုံနေတာတွေရှိတယ်ဗောနော်ဒါတွေကတကယ် view size ဖို့လိုတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ရှုံးပြီးပြောမယ်ဆိုရင်ဒီပထမဆုံးတစ်ချက်ကကြတော့ဒီဂျပန်စာလည်းပဲဗောနော်အ ਨੇ ဆုံးကိုက and 3လောက်ကိုမြန်မာနိုင်ငံမှာဖြေလာခဲ့ပါပြန်ဒါဒုတိယတစ်ချက်ကကြတော့ EGU ပေါ့နော်ကိုကတကယ်လို့ဒိုင်ဂါကူကောင်းကောင်းသွားကျင်တယ် အာဒီ college ကောင်းကောင်းသွားကျင်လဲဆိုရင်ဒီကြပေါ့ဒီ EGU နဲ့ပတ်သက်ပြီးပြင်ဆင်ခဲ့ပါပြီးရင်ဒီတတိယချက်ကကြတော့ဒီမန္နာပေါ့နော်ကျွန်တော်တို့ရဲ့ငွေကတင်ခဲ့ရတဲ့ဒီအမှုအကျင့်လေးတွေရင်ကျင်းမှုလေးတွေကိုဒါမမေ့ပါနဲ့ဆိုတော့အဆုံးထိကြည့်ပေးကြလို့ကြည့်တင်ပါတယ်ပြီးရင်ဒါကိုတိကျင်တဲ့အကြောင်းအရာတွေပြီးရင်ဘလို့ blog တွေရိုက်တင်နေဆိုတာကိုဒါအကြံပေးခြင်းတော့ကျွန်တော်ရဲ့ comment ထဲမှာရေးခဲ့လို့ရပါတယ်ဆိုတော့အားလုံးပဲနောက် video မှာဆုံတွေ့ကြပါမယ် bye bye